ဆက်ဖက်ချင်းနဲ့ပတ်သက်ပြီးဘလို့စပေးတွေဖတ်တင်လဲဆိုတာကို ChatGPT ကိုကျွန်တော်မေးကြည့်ပါတယ် ChatGPT AI ကပြန်ဖြေတာကအင်္ဂလိပ်စာတိုးကျင်တာလားဒါမှမဟုတ်သင်ရဲ့အလို့အတွက်အာဒီဥပမာဆိုတာကဒါကျွန်တော်ရဲ့အတမေးဝန်ကြောင့်နဲ့ပတ်သက်တဲ့ဟာတွေကိုသူပြောတာမို့လို့ဒါလေးကျွန်တော်ခြံလိုက်မယ်အတုံးဝင်မဲ့စာတွေကိုဖတ်ချင်တာလားမင်းရဲ့ရွယ်ချက်ပုံမူတည်ပြီးဖတ်တဲ့စာပေမျိုးကလည်းတွဲပြနိုင်တယ် မင်းရဲ့ရွေးချယ်ပြည့်စုံကိုပြောပြနိုင်ရင်တင့်အတွက်အထူးပြုလမ်းညွန်ပေးနိုင်ပါတယ်လို့ပြန်ပြောတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းထပ်ပြီးတော့မေးပါတယ်။လူငယ်တယောက်ဘဝတည်းဝင်ရောက်တဲ့အခါတိတင့်တိအပ်တက်တင့်တက်အပ်တဲ့ပညာဘဟုသုတတွေနဲ့ဘဝခရီးတိုင်ရဖို့ဘလို့စပီးအမျိုးအစားတွေဖတ်တင်လဲဒီမှာ ChatGPT ပြန်ပြီးပြောတာကအီမေးခွန်းကအရေးကြီးလာတဲ့မေးခွန်းတစ်ခုဖြစ်ပြီးလူငယ်တိုင်းဘဝအောင်မြင်ဖို့ ကိုယ်ပိုင်သဘောထားနဲ့တန်ဖိုးရှိတဲ့လူတယောက်ဖြစ်ဖို့အတွက်အခြေခံအိမ်မြေတည်ရန်ဆိုလိုချင်တာကဖောင်ဒေးရှင်းကောင်းစီရန်ရည်ညွှန်းပုံရပါတယ်အခြေခံအိမ်မြေတည်ရန်တည်တဲ့တက်တဲ့အရာတွေများစွာ ပါဝင်ပါတယ်သူပေးထားတဲ့ခေါင်းစဉ်ကလူငယ်တယောက်တည်တဲ့တက်တဲ့ပညာဗဟုသုတအဓိကများကတော့နံပါတ်1ကိုယ်တိုင်ကိုနားလည်တတ်မှု ကိုကိုကိုနားလည်တတ်မှုဆက်ဆဝဲရနန်းအန် emotional intelligence အဘယ်နှစ်ကပညာရေးနှစ် scale တိုးတက်မှု scale ပေါ့နော်ကျွမ်းကျင်တိုးတက်ရမယ်နံပါတ်3ကငွေကြေးစီမံခန့်ခွဲမှု financial literacy ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုနံပါတ်4ကလူမှုပေါင်းသင်းဆက်ဆံရေးပညာ communication and relationship skill နံပါတ်5ကစိတ်သဘောထား တီဂျီခိုင်ခံမှု resilient and group mindset နံပါတ်6ကလုပ်ငန်းဉာဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့အသိပညာအသိဉာဏ် entrepreneurial thinking or career insight ဒီအပညာဘဟုတုတတွေရရှိဖို့အတွက်ဖက်တဲ့နဲ့စပြီးအမျိုးအစားတွေကိုလည်းစာအုပ်ဒီပေါ်တော့ပတ်သက်တဲ့စာအုပ်ဒီကိုလည်းသူကထပ်ပြီးတော့အကြံပြုပေးထားပါတယ်။နံပါတ်1ဖြစ်တဲ့ဥနှောင်းနဲ့ပတ်သက်ပေါ်တော့စိတ်ပိုင်းဆိုင်ရာ brain နဲ့ပတ်သက်တဲ့ဟာမျိုးလို့ဆို brain ပုံလေးကိုပြပေးထားတယ်ကိုယ့်ရဲ့အသိပညာအလွယ်ပြောရင် brain ကောင်းဖို့အတွက်ဆိုရင်နံပါတ်၁ကကို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 တိုင်ကိုနားလည်တတ်ဖို့နဲ့အတွေးအခေါ်ဖွင့်ပြအောင်ဆိုရင်ဒီစာအုပ်လေးကိုသူကရည်ညွှန်းပါတယ် Stephen Covey ရေးတယ် The Seven Habits of Highly Effective People နံပါတ်၁ပါနံပါတ်၂က Bitter Frank ရေးတယ် Man's Search for Meaning ။နံပါတ်3က Mark Manson ကြီးတဲ့ The Accepted Art of Not Giving a Fuck ဒီစာအုပ်ကလည်းလူငယ်တော်တော်များများသိနေတဲ့စာအုပ်ပါ။အဘာသာပြန်ထားတဲ့စာအုပ်လုံးရှိပါလေ။ဂယုမဆိုင်ခြင်းအမှုပညာဆိုတဲ့စာအုပ်ပါ။နောက်ဆုံးနောက်တစ်အုပ်ကအပြောင်းလဲပြုံလာရင်ဂျူတင်ပြင်ဆင်တတ်ဖို့ဖတ်ထားတဲ့စာအုပ်ကတော့ Spencer Johnson ရေးတဲ့ Who Moved My Cheese ဒီစာအုပ်လေးကို ChatGPT ကနေရင်းညွှန်းပါတယ်။ ဒါကကိုယ့်ရဲ့ဥနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုကိုယ်တိုင်နားလည်တတ်ဖို့နဲ့အတွေးခေါ်ဖွံ့ဖြိုးအောင်အသင်ရဲ့စာအုပ်လေးအုပ်လို့သူကညွှန်ဆိုထားပါတယ်။နံပါတ်1ဖြစ်တဲ့ luggage ပုံလေးပြရတဲ့အကြောင်းအလုတ်ကင်တဲ့ဘဝတည်ဆောက်မှုအတွက်ဘယ်လိုစာအုပ်တွေဖတ်ရမလဲဆိုရင်သူကတော့၃အုပ်ပဲရင်ညွှန်ပါတယ်။ Can you boy ရေးတယ် So good they can ignore you ဆိုတဲ့စာအုပ်ရယ်။နောက်တစ်အုပ်ကငွေကြေးဆိုင်ရာဘဟုသုတတွေအတွက်ဆိုလို့ရှိရင် Robert Kioski Rich Dad Poor Dad ဒီစာအုပ်ကလည်းမြန်မာလေကြားထဲမှာတော်တော်လေးနာမည်ရပါတယ်ချမ်းသာဖြစ်ဖြစ်ဆင်းရဲဖြစ်ဖြစ်ဆိုပြီးဘာသာပြန်ကြတာလည်းရှိတယ်နောက်အခြားခေါင်းစဉ်တွေဘာသာပြန်ကြရည်လည်းရှိပါတယ် Rich Dad Poor Dad နောက်တော့ကကဲနယူပေါ်ရဲ့စာအုပ်ပါပဲသူကတော့အာယုန်ဆူဆိုက်မှုနဲ့အလုပ်ပိုင်းမှာထုညွန်ဖို့ဆိုရင်ကဲနယူပေါ်ရဲ့ ဘော့ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။သူကအလုတ်ကင်တဲ့ဘဝတည်ဆောက်မှုအတွက်လိုအပ်တဲ့စာအုပ်တိတိဖတ်တဲ့နဲ့စာအုပ်၃အုပ်ပဲဖြစ်ပါတယ်။နံပါတ်၃နောက်တစ်ခုကျတော့ပေါင်းတင်ဆက်ဆံရေးပညာပေါင်းတင်ဆက်ဆံရေးနဲ့ပညာရဲ့ဆွေးနွေးတက်မှုအတွက် negotiate ဆွေးနွေးတက်မှုအတွက်ဖတ်တဲ့စာအုပ်ကတော့၃အုပ်ပါပဲ။ date ကနေကြည့်ရတဲ့ how to win friends and influence people ဒီစာအုပ်ကဥနုပါတာပြင်ထားပါတယ်မိတ္တဗလာတိကာဆိုပြီးတော့ ောက်တစ်ခုက Kerry Peterson ပြေးတာက Crucial Conversation နောက်တော့က Marshall Rosenberg ပြေးတဲ့ Non-violent Communication ပေါင်းတင်ဆက်ဆံရေးနဲ့ပတ်သက်တဲ့စာအုပ်သုံးအုပ်ဖြစ်ပါတယ် How to Win Friends and Influence People Crucial Conversation Non-violent Communication နံပါတ်၄စိတ်သက်ချန်ခံရေးနဲ့ ဘဝအတွင်းမြင်တွေ့ဆိုလို့ရှိရင် James Clear ရေးတဲ့စာအုပ် Atomic Habits နောက်တစ်ခုက Carol Dweck ရေးတဲ့ Mindset The New Psychology of Success ပြီးတော့ Angela Duckworth ရေးတဲ့ Grit ဆိုတဲ့ဒီစာအုပ်သုံးပါဒါစိတ်သက်ပိုင်းနဲ့ပတ်သက်ပြီးဖတ်တဲ့စာအုပ်သုံးအုပ်ကိုရည်ညွှန်းပါတယ် နံပါတ်5 general knowledge တို့မဟုတ် world view တို့ဖို့ treaty ဘဟုသုတရရှိဖို့ဆိုလို့ရှိရင် CPM ဆိုတဲ့စာအုပ်ပါဒီစာအုပ်လေးမြန်မာတွေကြားထဲမှာတော်တော်လေးနာမည်ကြီးပါတယ် a brief history of human kind လူသားတွေဘယ်လိုစဖြစ်လာလဲဆိုတဲ့အကြောင်းနောက်တစ်ခုကနောက်တစ်အုပ်က fatfulness hans roseling ရေးတဲ့ fatfulness နောက်ဆုံးတစ်အုပ်ကတော့အောင်မြင်မှုနဲ့ပတ်သက်တဲ့အတွေ့အခေါ်လေးကောင်းဖို့ဆိုလို့ရှိရင် eric jenkinson ရေးတဲ့ the amanat of neighbor rabbi camp ဒီစာအုပ်တော့ကိုညွှန်ပါတယ်ဒါအထူးတပဟုတ္တတူဖို့တပါစာဖတ်တဲ့အခါမှာသူစာအုပ်အနည်းတွေကိုအကျဉ်းပြချက်ကလေးထပ်ပြီးတော့ရေးထားပြပါသေးတယ်စာဘလို့ဖတ်မယ်ဆိုရင်နေ့စဉ်စာမျက်နှာစင်မျက်နှာကနေ15မျက်နှာလောက်ဖတ်ဖို့စီစဉ်ပါတဲ့ဟိုကစာအုပ်ကန်ပြီးမဖတ်တဲ့အခါကျတော့ e-book တွေမှာစင်မျက်နှာ15မျက်နှာဆိုတော့15မိနစ်နိုင်ဝက်လောက်ဒါလေးတွေဖတ်ကြည့်မယ် နောက်တစ်ခုကဖတ်ပြီးရင် summary summary ပြန်ရေးဖို့ထုံးစံထားပါတဲ့အဲ့လိုမျိုးရေးခြင်းအဖြစ်ပြန်ပြီးတော့ခေါင်းထဲမှာဒီစာအုပ်နဲ့ပတ်သက်တာတွေအမှတ်ရစေပါတယ်နောက်ကတချို့စာအုပ်တွေဘယ်စာအုပ်ကနေဘာသင်ခန်းစာတစ်ခုယူနိုင်လဲဆိုတာကိုသတိထားပါတဲ့ဒီပေးထားတဲ့အထက်ကမှဘယ်တာကိုစပြီးဖတ်ရမလဲဆိုရင်သူဆက်ပြီးအကြံပြုပါတယ်ဖတ်ဖို့စပြီးစဉ်းစားတော့မယ်ဆိုရင်သူပေးထားတဲ့အချက်တွေက atomic habits တဲ့စိတ်တက်ကြံခိုင်းနေတဲ့ဘဝအတွေးအမြင်တွေဆိုတဲ့ atomic habits စာအုပ်ရဲ့ နောက်တစ်ခုက the seven habits of highly effective people ကိုကိုယ်တိုင်နားလည်တတ်ဖို့နဲ့အတွေးခေါ်ဖွင့်ပြဖို့အတွက်ဆိုတဲ့စာအုပ်ထဲက the seven habit of highly effective people ဆိုတဲ့စာအုပ်အရန်ကောင်းတဲ့စတင်မှုဖြစ်ပါတယ်တဲ့ဆိုလိုချင်တာကဒီနှုတ်ကိုစာစဖတ်တော့မယ်ဆိုရင်ဒီစာအုပ်နှုတ်ကနေစပြီးဖတ်ပါလို့ဒီမှာအကြံပေးထားပါတယ် မိတ်ဆွေတို့အနေနဲ့ဖတ်ရှင်တဲ့စာအုပ်အမျိုးအစားလွယ်လွယ်ဖတ်လို့ရတာမြန်မာဘာသာဖြစ်တာအင်္ဂလိပ်ဘာသာနားလည်တာပေါ့နော်အဲ့ဒါလိုပြန်အသေးစိတ်ပြောပြနိုင်ရင်တဲ့သူကစာအုပ်တွေထပ်ပြီးပေါ်ပြပေးနိုင်ပါသေးတယ်လို့ ChatGPT ကအကြံပြုထားပါဗျာအဲ့တော့ဒီစာအုပ်ကလေးတွေကိုစာအုပ်ကျွန်တော်တို့ဒီဒီဗီဒီယိုလေးရဲ့ description မှာပြန်ပြီးရေးထားပေးမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်